င်္ဂလာပါရှင်ဒီနေ့ကတော့ဒါ DJ တွေအတွက်ပေါ့နော် DJ talk show လေးတစ်ခုကိုလာတာပါဒီနေ့မှာဆိုလို့ရှိရင်ဒါ DJ Mickey DJ Tyrady DJ Bobby Funk နဲ့ပေါ့နော်ဒီမို့ time မှာအထိုင်းရနေပြီးတော့နာမည်ကြီး DJ တယောက်ဖြစ်တဲ့ဒါ DJ Bill ပေါ့နော်သူတို့ကနေပြီးတော့ဒါသူတို့ကဆိုလို့ရှိရင်ဒါ DJ တွေမဟုတ်ဘူးဒါ DJ instructor လည်းဖြစ်တယ်ပေါ့နော်တန်တဲ့ကြောင့်နေကိုကြီးလည်းဖွင့်ထားကြတော့အဲသူတို့ကနေပြီးတော့ဒီ time မှာရှိတဲ့ဒါ DJ culture တွေဒီမြန်မာနိုင်ငံမှာရှိတဲ့ DJ culture တွေကိုဒါဝင်ရောက်ပြီးဆွေးနွေးပေးသွားမှာပေါ့နော်အဲ့တော့အခုရောက်နေတဲ့နေရာလေးကကြတော့ဒါတာဝန်မျိုးနဲ့ဒါမြမကုံရောင်လမ်းမှာရှိရဲ့ဒါ mic jockey ဒါ professional DJ equipment ကြောင်းနေမြောင်ရောက်နေရပေါ့နော်အဲ့မှာဆိုတော့တို့ဒီ DJ တွေအနေနဲ့ဒီတို့ရဲ့ DJ culture တွေဘယ်လိုမျိုးဆွေးနွေးသွားမလဲပြီးတော့ဘယ်လိုအကြောင်းအရာတွေပါမလဲဆိုတာကိုစောင့်ကြည့်ပေးကြပါအောင်ရှင် ာပါဟာဟာကျွန်တော်ကဟိုမိုက်ဂျော်ဂီပေါ့နော်ဆိုင်ဒီမိုက်ဂျော်ဂီ professional DJ equipment ရဲ့ကိုမိုက်ပေါ့ကျွန်တော် DJ လောကမှာသိတယ်ကိုမိုက်လိုပဲသိတယ်ဟာဟာအဓိကတော့သူက Bobby ပေါ့ Bobby Funk နောက်ပြီးတော့ Mickey တို့သူတို့လှုပ်ချင်တယ်ပေါ့ဒါမှမဟုတ်ကျွန်တော်ဒီမှာပုံမှန်အရင်တော့ဆိုရင်ကျွန်တော်တို့ဒီဟိုအရင်တော့ပေါ့ကျွန်တော်တို့ဒီမှာအနေနဲ့ Saturday Sunday ဆိုရင်ကျွန်တော် scratch လုပ်တယ်ကျွန်တော်ဒီ scratch session jamming လုပ်တယ်ဆိုတော့အများအားဖြင့်ဒီ tempo တွေ tempo နဲ့ပတ်သက်တဲ့ဟာတွေ description နဲ့ပတ်သက်တဲ့ hip hop နဲ့ပတ်သက်တဲ့ scene တွေဒီမှာကျွန်တော် regular လုပ်ဖြစ်တယ် လုပ်ပြီးနောက်ပိုင်းကျတော့တဖြည်းဖြည်းတဖြည်းဖြည်းချင်း artist တွေနိုင်ငံခြားထွက်ပါထွက်တယ်မလို့ပြတော့ကြတယ်ဆိုတော့နည်းနည်းလေးကျွန်တော်တို့ဒီ singer နည်းနည်းလေး꽌ရဖြစ်တယ်အခုပြန်ပြီးတော့ weekly လေးပြန်ပြီးတော့အဲ့လိုမျိုး activity လေးလုပ်မယ်ဆိုပြီးတော့ body part စပြောတော့အဲကျွန်တော်လုပ်ကြမယ်ဆိုပြီးတော့အခုစလုပ်ပြလာပါတော့အတိအကတော့ဗျာဟိုပါလေလုပ်တာလည်းဒီဟိုအားလို့ဆိုလို့ရှိရင် body fine လို့ဆိုလို့ဒီ hip hop crash ပေါ့ tangible ပေါ့နော်ကျွန်တော်ဒီအဲ့ဒီပေါ်သွားတာဒီ culture ကိုကျွန်တော် promote လုပ်ချင်တာလေးကအဲ့တော့ဒီဟာကိုစိတ်ဝင်စားရလို့ကျန်တဲ့ဟာတွေရော EDM နဲ့ပတ်သက်တဲ့ဟာတွေတခြားဒီ electronic dance music နဲ့ပတ်သက်တဲ့ဟာတွေရောရှိနေပါလေအဲ့လိုမျိုးလေးနော် time media ကျွန်တော်နည်းနည်းနည်း ဒီအဓိကတော့ဒီ scratch tangible နောက် hip hop ဒီဒီ singer နည်းနည်းနည်းတယ်ကနောက်အဓိကဆိုကျတော့ vinyl ပေါ့ဒီ scratch vinyl vinyl ကြောင်းတွေ tangible ကြောင်းတွေကျတော့သိမသိကြောင်းမသိဆိုလူနည်းစုသိတဲ့လုပ်တဲ့အားဖြစ်တယ်ကျွန်တော်ကတော့ promote လုပ်ချင်တာအဲ့တော့လာတဲ့လူကလည်းဒီဟာကိုစိတ်ဝင်စားတဲ့လူတွေပဲဖြစ်မှာပါအဲ့တော့အထူးကတော့ဗျာမသိသွားမလားဆိုတော့ကျွန်တော်တို့ဒီ tangible tangible နဲ့ point နဲ့ hip hop ပေါ့နော် open format လို့ခေါ်တယ်။ဟောပြီးအဲ့ဒီဟာတွေပို့ပြီးတော့ပို့နားလည်သွားမှာ မှန်တော့ဗျာရှိပြီးသား technology ကိုနည်းပညာပဲ advance ဖြစ်နေရလဲရှိနေတယ်ဒါပေမဲ့တချို့က tangible solution လုံးဝ old school သူက hard idea တပြားစက်အဟောင်းယူတယ်မတကယ်တော့မဟုတ်ဘူးသူကအများကြီး advance ဖြစ်သွားပြီဆိုတော့တပြားထည့်ပြီးဖွင့်နေဆိုရင်လည်းဟိုလိုတပြားကြီးလဲပြီးဖွင့်တာမဟုတ်တော့ဘူးဒီ DVS နဲ့ digital virus system တို့ပြီးဖွင့်တာရှိရအောင်ကျွန်တော်တို့ဒီအခုနောက်ပိုင်းဆိုအဲ့မလို့ needle လေး stylus တွေမလို့တော့ဗလဲကျွန်တော်တို့ဒီ face တို့ပြီးတော့ဒီဒီ media less ပေါ့ဒီ scratch လုပ်လို့ရတယ်ရှင်းဖွင့်လို့ရတယ်စင်းနေတော့ပေါ်နေပြီအဲ့လား ော်အဲ့ဒီ technology တွေကအဓိကတော့ကျွန်တော်သိစေချင်တာလေအဲ့လားဒီပိုသိသွားမှာပေါ့နော်ဟုတ်ပြီဟုတ်ဟုတ်မင်္ဂလာပါဗျကျွန်တော်က DJ Mickey ပါအဲကျွန်တော်တင်တဲ့ကတော့ Invader DJ Lab ပါဗျအဲ့ဒီမှာလည်းကျွန်တော် instructor အနေနဲ့သင်ကြားပေးနေပါတယ်အဲဒီပွဲလေးကတော့ Squash DJ Academy က DJ Boy Fan OZ ပြီးတော့စီစဉ်ပေးတာပေါ့နော် Squash DJ Academy ပါတယ်ကျွန်တော်တို့ Invader DJ Lab ပါတယ် Viber Room Trigger DJ School နဲ့ဒီ Venue ဟာစပွန်ဆာအနေနဲ့ပေါ့နော်ဒီကိုမိုက်ဂျော်ကီရဲ့နေရာအဲကျွန်တော်တို့၅ဘွဲ့ပေါင်းပြီးတော့ဒီမြန်မာ DJ တွေနဲ့ Thailand DJ တွေရဲ့အကြောင်းတွေ ဆွေးနွေးမယ်ဆိုပြီးတော့ဒီ instructor တွေကိုစုပြီးတော့စီစဉ်လိုက်တဲ့ပွဲလေးပဲဖြစ်ပါတယ်ဗျအဓိကတော့ဒီ Thailand မှာရှိတဲ့ပေါ့နော် DJ industry ကဘယ်လိုလဲဆိုတော့လေဒီ Thailand ရဲ့ DJ တယောက်ဖြစ်တဲ့ Bill Dick ကနေပြီးတော့ကျွန်တော်တို့ဆွေးနွေးမယ်ကျွန်တော်တို့ကလည်းဒီ local ပေါ့နော်ဒီမြန်မာနိုင်ငံမှာရှိတဲ့ DJ industry နဲ့ပတ်သက်ပြီးတော့ဘာတွေဖြစ်နေသလဲနောက်ပြီးတော့ကျွန်တော်တို့ DJ တယောက်အနေနဲ့ဘာတွေဆောင်ရံရှောင်ရံပေါ့နော်နောက်ပြီးတော့ဘယ်လိုတွေစူးစမ်းတင်လဲအဲအကြောင်းလေးဆွေးနွေးဖလှယ်မှာဖြစ်ပါတယ်ဗျ OJ Championship Season 2ကလည်းလာတော့မှာပါဗျ အဲ့တော့လေကျွန်တော်တို့ဂျိုတင်ပြင်ဆင်မှုတွေရှိနေပါပြီအဲ့မှာပြန်ဝဲဝင်မဲ့ fighter တွေ warrior တွေအားလုံး ready လုပ်ထားပေးပါ မင်္ဂလာပါညီမညီမရော charity ဖြစ်ပါတယ်ညီမရဲ့တင်တန်းကြမ်းသမီးရော trigger dj school ဖြစ်ပါတယ်ရှင်ဒီနေ့ talk show မှာဆိုရင်တော့ဖြစ်တယ်ညီမတို့ဒီမြန်မာနဲ့ Thai ပေါ့နော်ဒီမြန်မာနဲ့ Thai မှာဘယ်လိုမျိုးဒီ dj နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး kwa hajat တွေရှိနေလဲဘယ်လိုမျိုးဘယ်လိုမျိုး high ရှိလဲပေါ့နော်ဆိုတော့ဒီရင်ကျေးမှုဖလှယ်ရရောဥမာဆိုရင်ဘယ်လိုခေါ်မလဲဆိုတော့ဒီ music sense ရောပေါ့နော်ဒီဥမာဒီဒီကလူငယ်ဘယ်လိုမျိုး high မျိုးဘယ်လိုမျိုးပြုပြင်တဲ့လဲဘယ်လိုမျိုးပြုပြင်ပြောင်းနေတဲ့လဲဆိုရဲ့ high ပေါ့ညီမတို့ဟိုဆွေးနွေးဖို့ရှိပါတယ်ရှင်ကောင်းတဲ့ဟာလည်းရှိလို့မကောင်းတဲ့ဟာလည်းရှိရပါတော့ဒါပေမဲ့လည်း အာ DJ ကိုစိတ်ဝင်စားတဲ့အပေါ်မှာမူတည်ပြီးတော့တချို့ရေကြောက်လည်းဒါဟိုပေါ့နော်ဒီအတွေးမျိုးမျိုးပေါ့နော်ဒီဒီတော့ဒီလောကတွေရောက်လာကြဆိုတော့ပေါ့နော်ကောင်းနိုင်တယ်လည်းရှိလို့မကောင်းနိုင်တယ်လည်းရှိပါတယ်ပေါ့နော်အဲ့တော့တော့ဒီတခြားပါဟိုထပ်ပြောဖို့ဆိုလဲဆိုတော့ဒီ talk show မှာတော့အဓိကထားပြီးအဲ့ဟာပြောရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့မှာတခြားလောက်နားထောင်ပြီးပြောချင်ပါရှင့်